ဘာတိဂေရဲ့ part 2ပေါ့နော်ဟီရူကာမူရာကာမီရဲ့ဘာတိဂေ part 2ပေါ့နော်အပိုင်းနည်းပေါ့နော် right မော်ဒီမှာမန်နေဂျာကဒီ floor manager ကသူ့ရဲ့ပိုင်ရှင်စီကိုညစာသွားတော့ပူကြရတာလေအဲမြောဟုတ်တယ် right she said သူမကဆိုတယ် every night at 8ရှင်နာကြီးညတိုင်းရှင်နာကြီးထိုးပြီးဆို the manager manager ကလေ had to bring dinner to the owner's room to ပိုင်ရှင်ရဲ့အခန်းစီကိုတဲ့ညစာယူသွားတာ it is the restaurant's busiest time She a ရှင်းနိုင်ဆိုတာကတဲ့ဒီစားတောက်ဆန်ရဲ့အလုအရှုပ်ဆုံးချိန် so having the manager disappear just then အဲ့ဒီချိန်မှာ manager ပျောက်သွားတာဟာ was always a problem for us တို့တွေတို့ပြဿနာပဲ but there was no way around it ဒါပေမဲ့လို့လေအဲ့ပြေသနာလက်ပါဒါကိုဖြည့်ရှင်းလို့မရဘူးလေ because ဘာလို့လဲဆိုတော့ that was the way it has always been done အဲ့ဒီလိုပဲတစ်ချောင်းလုံးလှုပ်ထားခဲ့တာဆိုတော့ဒီပြေသနာကလည်းဖြည့်ရှင်းလို့မရဘဲနဲ့ဒီတိုင်းလေးပဲထားလိုက်ရတာပေါ့ right she said သူမကဆိုလေ every night at 8ရှင်နာရီထိုးပြီးဆိုရင် the manager had to bring dinner to the uh, to the owner's room ။ဘာရှင်ရဲ့အခန်းစီကိုညစာယူသွားရတယ်။ယူသွားပို့ရတာ။ It was the restaurant's busiest time. သာသောဆိုင်ရဲ့အလုပ်ရှုပ်ဆုံးချိန်လေ။ So happy the manager disappear. မန်နေဂျာပြောက်သွားတာက just then အဲ့ဒီချိန်မှာမန်နေဂျာလစ်သွားပြီဆိုရင် what sort is a problem for us တို့တွေတွေတကယ်ပြဿနာ but there was no way around it အဲ့ပြဿနာကရှောင်လို့လို့မရဘူးဆိုတော့ because that was the way it had always been there အဲ့ဒီလိုပဲတစ်ချောင်းလုံးလောက်ခဲ့တာဆိုတော့ ဒီတိုင်းပဲပေါ့လေ they load the dinner onto one of those carts နော်သူတို့တွေဟာပေါ့နော်သူတို့တွေဟာစပွဲတို့တွေသို့မဟုတ်ထမင်းချက်တဲ့သူတွေဟလားစပုံမှုတွေ load the dinner သူဒီတထေးရဲ့ပိုင်ရှင်ရဲ့ညစာကို onto one of those carts any one of those carts အဲ့ trolley လဲတစ်ခုပေါ်မှာတင်း that hold has used for room service ဟိုတယ်တွေက room service အတွက်သုံးတယ်အခန်းစားဘက်ဝန်ဆောင်မှုပေးပြီးဆိုရင်သုံးတယ်လဲလေးတစ်ခုပေါ်မှာညစာကိုတင်း the manager manager ကို would push it တွန်းသွား onto the elevator ဆက်လေးကဓာတ်လေးကားစီကိုတွန်းသွား wearing a respectful look on his face သူမျက်နှာမှာအမြဲတမ်းလေးစားသမှုတည်တည်တန့်တန့်နေပေါ့ and 50 minutes later 15မိနစ်ကြာပြီဆိုရင် heat can back empty handed လက်ချီသက်သက်လက်ဗလာနဲ့ပြန်လာပြီ then an hour later နောက်ထပ်တနားရီလောက်ကြာပြီဆိုရင် he go up again အပေါ်တက်သွားပြီးတော့ bring down the cart with empty plates and glasses နော်ဗလာကျင်းနေတဲ့ဘာမှမရှိတော့တဲ့အဲ့လားကုံသွားတဲ့ပကံများတွေဖန်ခွက်တွေကိုဒီလဲနေတူ ပြန်ယူလာခဲ့ပြီ like clockwork နိုင်အလုပ်လိုပဲနိုင်တလုံးလိုပဲ every day နေတိုင်း i thought it was really weird သူစားနေတယ်လို့ငါတွေးမိတယ် the first time i saw it happen အဲ့လိုစလုပ်တဲ့ချိန်တုန်းကသူစားနေတယ်လို့ပဲပေါ့ it was like some kind of religious ritual ဘာသာရေး ritual ဓလေထုံတမ်းတစ်ခုလိုမျိုးပေါ့ you know နော် after i why uh get and do ro ja ro le i got used to it nga ara ne ata ja twa bi though အသားကျသွားပြီအဲ့လားအသားကျသွားတဲ့အတွက်ကြောင့် never give it another thought နော်အဲ့ဒါနဲ့ပတ်သက်ပြီးစိတ်လည်းမတွေးတော့ဘူးပေါ့ဩဒါပါလဲဆိုလူတွေကပေါ့တခုနဲ့ပတ်သက်ပြီးလောက်သားကျသွားပြီဒီလိုဖြစ်တာအသားကျသွားပြီဆိုရင်တို့တွေကမှန်လားအဲ့လိုအသားကျသွားပြီဆိုရင်ဟွန်းဒါနဲ့ပတ်သက်ပြီးဘာမှမတွေးပြကြတော့ဘူးလေခောက်ယူကျိုးသွားကြပြီပေါ့ညလိုခောက်ယူကျိုးသွားပြီဆိုရင်ဒီတိုင်းလေအာဒါဒီလိုလုပ်တာလေဒါဒီလိုတခြားလုပ်ခဲ့ကြတာလေပေါ့ ောင်းအလိုခေါ်ယူကျိုးသွားခဲ့ပြီပေါ့ခေါ်ယူကျိုးသွားခဲ့ပြီဆိုရင် तू အဲ့ဒီကနေလွတ်မြောက်ဖို့မလွယ်တော့ဘူးပေါ့ဟောတကယ်တမ်းကျတော့တရားထုတ်တယ်ဆိုတာအဲ့ဒီခေါ်ယူကျိုးမှုကိုပယ်ပြန်ဖြတ်တာပေါ့နော်ပြန်ဖြတ်တာပေါ့အဲ့ဒီကနေပြီးတော့အဲ့လိုဘေးရာပေါ်မှာဟိုယက်တိမသွားခြင်းယက်တံမသွားခြင်းအိုင်ဖွဲ့မသွားခြင်းဟောအဲ့လိုအိုင်ဖွဲ့မသွားဖို့ရန်အတွက်ချိုးဖြတ်ရတာပေါ့တနည်းပြောမှဆိုစီးစင်းနေစေဖို့ရန်အတွက်အားထုတ်ရတာပေါ့ ဒါကပဲတရားလုပ်လို့ပြောတာပေါ့โอเคပါဒါကလည်းအဲ့လိုလေလူတွေကအတကူနဲ့အသားကျသွားပြီဆိုဒါကိုထက်မတွေ့တော့ဘူးဒီကိစ္စကိုမေးခွန်းမထုတ်တော့ဘူးဟောဒါကဒီလိုမို့ဒီလိုပဲလေဇလက်ခံလိုက်ပြီးသားဖြစ်နေပြီပေါ့ they love the dinner ပိုင်ရှင်အဲစားသောက်ဆိုင်ပိုင်ရှင်ကြီးစားမယ်ညဒါကို onto one of those cards အဲ့လေတကူပေါ့ tin that hold is used for room service room service အတွက်သုံးတဲ့ဟိုတယ်တွေ နာဒီအခန်းဝင်ဆောင်မှုပေးတဲ့အခါမှာသုံးတဲ့လဲလေးတစ်ခုပေါ်မှာညစာကိုတင်းပြီးတော့ the manager who push it onto the elevator elevator ဆက်လေကားစီကိုသွားဓာတ်လေကားစီကိုသွား wearing a respectful look on his face သူ့မျက်နှာထဲမှာလဲဩဩလေးစားသမှုနဲ့မတီတီတန်းတန်းနဲ့ပေါ့ and 50 minutes later စံငါမင်းလောက်နေ he came back empty handed ဟမ် level အနေပြန်ပြန်ဆင်းလာခဲ့ပြီ then another hour later နောက်တနေ့လောက်ကြာ he go up again အပေါ်ပြန်တဲ့တော့ and bring down the card with empty plates and glasses လာစာပိတော့ပြီးပကံတွင်နဲ့နဲဖန်ခွက်တွေနဲ့အတူပြန်လာခဲ့ပြီ like clockwork oh night တလုံးအချိန်မှန်ညတလုံးလိုပဲ every day နေ့တိုင်း i thought it was really weird အတော်ထူးဆန်းတယ် the first time i saw it ပထမဆုံးကြင်မြင်တဲ့အချိန်ကဆိုအတော်ထူးဆန်းနေတာဒီလား it was like some kind of religious ritual ဟမ်ဘာသာရေးထုံးတမ်းတစ်မျိုးလိုပဲဖြစ်နေတယ် you know ဒီလား after a while နော်တော့ကြာလာတော့လေ i got used to it ငါလည်းအသားကျသွားခဲ့ပြီလေတိုင်းမဲ့တော်တော်ကြာလာတော့လေအသားကျသွားခဲ့ပြီ and never give it another thought နောက်တစ်ခါထက်တော့မတွေးမိတော့ဘူးပေါ့ the owner ပါရှင်က all is a chicken ဟောချစ်ကြော်ကိုပဲအမြဲတမ်းစားတာ the recipe and the vegetable slice vegetable size ဒီ recipe ဆိုရင်ဒီအကိုကြော်တာလက်တပုံစံနဲ့ vegetable size hindi be ma hian vegetable တွေကတော့ wow a little different every day နေ့တိုင်းနင်းနေတော့ क्वे ပြတာပေါ့ but the main dish အဓိကဟင်းလေရာကတော့ was solid chicken တဲ့ဒါပဲလေအယမ်း chef ကြည့်ငရွယ်တဲ့ဇပုံမှုတစ်ယောက်က once to her သူမကိုပြောဘူးတယ် that he had tried to Sanji စမ်းကြည့်ဘူးတယ် tried setting up the same exact roast chicken ီမှာကြက်ကင်ကိုပေါ့နော်ဒီပုံစံတိုင်း every day နေ့တိုင်း for a week တပတ်လောက်ပို့ကြည့်သေးတယ် just to see သိကျင်လို့ပေါ့ what would happen ဘာမှန်းဖြစ်မလဲဆိုတာသိကျင်လို့ ਨੇ but there was never any complaint hmm ဟလာ never any complaint ဘာဆင်ကြီးဆင်လဲ sorry ဘာမကြည့်မချမ်းညီးသွားတယ်မှမကြားရဘူးတဲ့ဘာမကြည့်မချမ်းညီးသွားတယ်မှမကြားရဘူးတဲ့ ဒီတဲ့တပတ်လုံးကြွေးတာတော့မဒီတိုင်းပဲနော်ပြန်ပြောမယ်နော် the owner ပိုင်ရှင်က has always a chicken အော်ကျက်သားကိုအမြဲတမ်းစားတာ the recipe and the vegetable size အဒီကဟင်းလျာနဲ့ vegetable size က wow a little different every day နေ့တိုင်းနေနေတော့ကွဲတယ်ပေါ့ vegetable ဘေးကဟင်းရံဟင်းသီးရွက်တွေတော့နေနေကွဲတာပေါ့ diamond အဒီကဟင်းကြီးကတော့ was always chicken အမြဲတမ်း chicken ပဲအရန် chef စပုံမှုတရား once told her သူမကိုတခါခါပြောဘူးတယ် he had tried to out a သူစူးစမ်းအဆန့်ကြည့်ဘူးတယ် standing up the same exact rose chicken ဒီချက်ကင်ကိုပေါ့နော် every day နေတိုင်း follow we တပတ်လုံးလုံးနေတိုင်းပို့ပေးတာ just to see သိကျင်လို့တဲ့ what to happen ဘာဖြစ်မယ်ဆိုတာသိကျင်လို့ပေါ့ but there was never any complaint mm. ဖမဟိုညီးတွားတယ်ဟုတ်လားဟိုဒီဟင်းရဲ့လို့ပြောတယ်မကြဘူးဘူးလေ of course hold up. a chef ဒီသဘွဲတို့ uh sorry ဒီဆက်ဖို့မှုဆိုတာ wants to try different ways of preparing things ဒီဟင်းလျာတွေကိုပြင်ဆင်မှုတဲ့ပုံစံမျိုးမျိုးနဲ့စမ်းကြည့်စူးစမ်းကြည့်ကြတာပေါ့ and each new chef သဘောမှုဒီဒီဟာ would challenge himself to go သူကိုယ်သူစိန်ခေါ် with every technique ni lan phang so the chicken jet da adwe ni lan phang so that he could think of tu twe lu ya da mya hmm de jet da ko a myo myo bo yut de jor de kin de chet de no tout de sa da phin bo a myo myo ni lan myo sha phwe phor lo ho chet pyo phu chosa cha da they make elegant sauces hmm de ge ko tu ne lai phet de chin ni phan di they try chickens from different suppliers chicken ko ma a myo myo di supplier a myo myo than ga ni bi do သူတို့ကိုကျက်သားကျက်ထောက်ပံ့နဲ့ဒီဆိုင်အမျိုးမျိုးထံကနေပြီးတော့ကိုသူစမ်းကြည့်တာ but none of their efforts had any effect သူဘလို့အထုအထုဘာမှတရားမှုမရှိဘူးလေ they might just as well have been throwing pebbles into an empty cave ကြည်စမ်းသူတို့အထုပုံက throw pebbles ကျောက်စီခဲတွေကို into an empty cave ဘလာကျင်းနေတဲ့ဂူထဲကို ပြစ်ထည့်လိုက်တယ်လို့ပဲပေါ့ ဘာမှမထူးကြဘူးတဲ့သူတို့ဘာလို့လို့သူတို့ရဲ့သားနဲ့ပတ်သက်ဘလို့နေနေဘာမှမဖြစ်ဘူးတဲ့ of course a chef wants to try different ways of preparing things နော်စပွဲတို့ဆိုမှပဲနော်ဟလာစပွဲတို့ဆိုမှတော့ဟလာ i'm sorry sorry မပြောဟလာ chef စပိုမှုဆိုမှတော့ဒီအမျိုးမျိုးမျိုးကိုလေပြင်ဆင်ဖို့ဟလာစူးစမ်းရတာပေါ့ each new chef ဒီစပိုမှုအစ်တိုင်းဟာ oh challenge himself သူတို့ကိုသူတို့စိန်ခေါ်တယ်ဒါ with every technique နီလန်တိုင်းဖခြေကန်ကြက်သားနဲ့ပတ်သက်လို့ပေါ့ that he could think of သူတွေးလို့ရသမျှနီလန်တိုင်းကိုစဉ်းစားချက်ပြုတ်ကြရတဲ့ they make elegant sauces တကယ် life အတင်တော်တဲ့ကျင်းလေးဖန်တီး they try chickens from different suppliers အမျိုးမျိုးထောက်ပံ့သူအမျိုးမျိုးထံကနေပြီးတော့ဒီကြက်သားအဲတွေကိုစမ်းကြည့်တိုင်းမဲ့လို့တဲ့ nano their efforts သူတို့ရဲ့အားထုတ်မှုဘာကမှ hence any effort they are မရှိဘူး they might just as well have been throwing pebbles into an empty cave ဗလာကျင်းနေတဲ့ဂူတဲကိုတဲ့ကြောက်စီခဲတွေပြစ်ထည့်လိုက်သလိုပါပဲဘရီဝမ်အော့ဖ်ဒမ်သူတို့တဲကလူတိုင်းက give up လက်လျှော့လိုက်ကြပြီ send the owner ကိုတော့ Sam really stand a chicken dish every day နေတိုင်းတဲ့ဒီမှာပုံစံကြဒီကြက်သားဟင်းကိုပဲပို့ကြတာ That's all ဒါပဲလေ That was asked That was ever asked of them through the down ဆိုတာလေ तू อ่ะဒါပဲတဲ့ဒီတမျိုးပဲ down ဆိုတာ Work started out as usual on our 20th birthday Larry သူရဲ့အထူးမွေးနေ့မှာ 20th birthday မှာထုံးစံအတိုင်းမှာပဲအလုပ်ကတော့စပါတယ်ဘယ်နေ့လဲဆို November 17 it had been rainy on and off since the afternoon နေခင်းနေရလေတဲ့မိုးကရွာလိုက်တိတ်လိုက်ပြန်ရွာလိုက်တိတ်သွားလိုက်တယ် and poor since sally evening since sally evening ကညနေခင်းအစောကလေးကတဲ့နော်ဟာလာဒီအ since early evening ဟိုညနေခင်းအစောပိုင်းမှာမိုးတွေရွာလာပြီ every one of them သူတို့ထဲကလူတိုင်းကလည်း give up ဟောစပွဲတို့ရဲ့ let show send the owner ပန်းရှင်ကို really standard chicken dish every day နေတိုင်းပဲပုံမှန်ဟောစံကြက်သားဟင်းပဲပို့နေကြ that's all that was ever asked of them သူတို့ထံတောင်းဆိုတာဒါပဲ work started out ဟောကြည့်တယ်နော်သူမှစားသောက်ဆိုင်ပန်းရှင်ကြီးလုပ်ပြီးတော့ရှုံးတာနော်ဒီတမျိုးတွေပဲစားရတယ်နော်စားသောက်ဆိုင်ဆိုအမျိုးမျိုးဖွဲ့ဖွဲ့မဖြစ်ဘူးနော်ခံပြောမှဆိုရင်တော့ဘာနေနေအာဟာရအတွက်ပဲဆိုတော့ဒါပဲလေနော် work started out အလုပ်ကလည်း as usual ပုံမှန်အတိုင်းပဲ on a 20th birthday အသက်20ပြည့်မွေးနေ့မှာပုံမှန်အတိုင်းပဲအလုပ်ကစတာပါပဲသူ့မွေးနေ့က November 17ပေါ့ November 19ကြည်စမ်းဘိုးကလည်းရွာလိုက်တိတ်လိုက်ပဲအဲ့ဒီနေကင်းနေရလေပြီးတော့ since early evening နေရလေမိုးတွေကရွာနေတော့တာပေါ့ဟိုတော့ရွာလိုက်တိတ်လိုက်ငွန်ညံနေကင်းရောတော့ဘိုးကရွာပြီးမဆဲတန်းကိုရွာပြီး at 5 o'clock မနိုင်ထိုးရင် the manager manager ဟာ gather the employees together လို့ဒီမားတွေကိုစု to explain the day specials ဒီနေ့တိုင်းရဲ့ special တွေကိုရှင်းပြတယ်ဒီနေ့ရဲ့အထူးဟင်းလျာတွေဘာတွေပါဆိုပြောပြတယ် servers were require ဒီမှာအဲ့လို server ဆိုတော့ဒီစပွဲတို့လုပ်တဲ့သူတွေဘေးကနေမှတ်တဲ့သူတွေဟာ require to memorize them အဲ့ဒါတွေကိုအလွတ်ကျက်ဖို့လိုအပ်တယ်တဲ့ what for what စကလုံးဟလာတလုံးချင်းတလုံးချင်း not use crib sheets ဟောပြီးတော့ဒီမာမာတောင်းတောင်းဟောလာအဒီ tissue တွေမသုံးဖို့ပေါ့ဒီ crib sheet တွေမသုံးဖို့ဟလာ vn bilant ဒါတွေမသုံးဖို့ပေါ့နော် pasta go to top with sardines and cabbage ဟောလာတို့တို့ sardine ငါးလိုနဲ့ထည့်ထားတဲ့ pasta ပေါ့ chenes mosses diary ဟောကိုတဲ့သူမသုံးဖို့ပေါ့ဒီလိုမျိုးပါပေါ့ တော့မဟုတ်နောက်ကကျတော့ तू ကဒီလိုလဲဖြစ်နေတယ်ဒီကမသုံးရမှာ crypt sheets ကိုမသုံးရဘူးပေါ့ဒါပေမဲ့ဒီ hari ဒီ hari ဒီ hari ဆိုအမျိုးအစားတွေချက်ခိုင်းနိုင်တယ်စမ်တိုင်းတကယ် the manager would take the part of the customer ဟွန်း customer နေရာမှာနေပြီးတော့ test them with questions မေးခွန်းတွေမေးတော့လေဘာရတော့ဘာရှိတော့ဘာဖြစ်တော့ပေါ့နော်ဘာဘလို့နေတော့ပေါ့ at 5 o'clock နာနိုင်ထိုးတော့ the manager gather the employees together to explain the day specials ီနေ့တာရဲ့အထူးအင်းလျာရင်းနဲ့ပတ်သက်ပြီးရှင်းပြရတယ်။ servers ဒီစပွဲထုတ်လုပ်တဲ့သူတွေဟာ were required လိုအပ်တယ်လေ to memorize them word for word တခုချင်းတခုချင်းကြက်ထားဖို့လိုအပ်တယ်။ not use script sheets တွေမသုံးဖို့ BM Milan's pasta top with sardines and cabbage Chester Mossi ဘောနော် sometimes the manager would take the part of the customer ဝယ်သူနေရာမှာနေစားတောက်သူနေရာမှာနေပြီးတော့ test them with questions မိကွန်းနေမိတယ်ဗော then now the came the employees me ကဲအဲ့လိုသူတို့ပြောစရာရှိတာပြောပြီးဆိုတော့ဒီမှာအလုပ်သမားတွေကိုထမင်းကျွေးပြီးပေါ့ waiter in the restaurant စားတောက်ဆိုင်က waiter တွေက why not go eat to have ရှိမနေရဘူးလေ growly stomachs မောင်ဘိုက်တဲကဂူလီဂလောင်နဲ့အတန်နေစူးညံနေပြီးတော့စပွဲထွားဆိုမဖြစ်တင်ဘူးလေဟုတ်လား stomachs ဒီမင်တာလေးကဘာလေးလဲမသိဖြစ်သွားလို့ခဏလေးနော်ဟော S 他 E.S.S 的，对，他讲那比较没有去的，他 E.S.S 的，对吧？ the as this to there သူအဲ့ဒီမှာရက်ပြီး techy customers aura customer တွေအမှားသာကိုနားထောင်နေရင်ပေါ့ customer တွေရဲ့အမှားသာကိုနားထောင်နေရင်းနဲ့သူတို့တွေ by how long နဲ့တော့မဖြစ်သင့်ဘူး then came the customers me as the employers me the employer တွေ employees တွေအဲစပွဲတို့တွေ မန်နေဂျာတွေတမင်းစားရမယ်အချိန်ရောက်ပြီပေါ့ waiter sin the restaurant စားတော့ဆိုင်နေတဲ့ waiter တွေက we're not going to have growly stomachs at this to they are taggy customer sora customer အမာတွေကိုလက်ခံရင်ဘိုင်ဟောင်းလုံးနဲ့ဖြစ်မနေသင့်ဘူးလေ the restaurant စားတော့ဆိုင်က open to store at 6 o'clock 6နာရီကိုဖွင့်ပြီ but guests was slow to arrive ဒီမှာအဲ့တွေကတော့ ဖြည်းဖြည်းချင်းမှရောက်ကြတာ because of the downpour မိုးရွာနေလို့ downpour and several reservations were simply cancelled several reservation သူတို့ကိုဂျူတင်มาထားတဲ့ဂျူတင်ဟလာဇဘိုကင်လောက်ထားတဲ့ဇပွဲတချို့ဟာလေ were simply cancelled ယူလီ cancel လောက်သွားကြပြီ women အမျိုးသမီးတွေက didn't want their dresses ruined by the rain မိုးကြောင်လေတဲ့သူတို့ရဲ့အဝတ်အစားတွေကိုမပြည့်စည်စေခြင်းဘူး the manager walk around uh tight lift manager တော့ walk around tight lift ဆိုတော့ဒီလားဟိုနှကန်းကိုတင်းတင်းစိတ်လို့တဲ့ customer uh sorry manager ကလေ manager ကနှကန်းကိုတင်းတင်းစိတ်လို့ and the waiters ဟဲ့လား waiters တွေကလည်းအဲ kill time အချိန်ဖြုန်းလို့ပေါ့ polishing the salt and pepper shakers ဒီစားနဲ့ဒီငရုကောင်းထဲတဲ့ဟာကို ပလင်းကိုတန့်ရှင်းရင်းပေါ့လေအင်စကားတွေပြောလို့ချိန်ဖြိုးနေကြတာ cherry with the chef ဒီစပိုမူကြီးနဲ့စကားတွေပြော about cooking ချက်တာပြုတ်တာနဲ့ပတ်သက်လို့စကားစမြည်ပြောလို့ she survey သူမကတော့ survey the dining room ထမင်းစားကောင်ကိုလှန့်တစ်ချက်လောက်ရှိုးလိုက်တယ် with this single carpet single carpet ဆိုတော့ဒီမှာဒဇဇပွဲထဲမှာဇုံတွဲတယောက်ပဲဇုံတွဲတစ်တွဲပဲရှိတာ additive ပဲမှာ listen to the harp is called ဟာဖီစကောကဟိုးအရင်တုန်းကဟို စန်နီယာရဲ့ပီယာနိုရဲ့အစလိုမျိုးကြိုးတက်ဒူရီယာတမျိုးပေါ့ဒါပေမဲ့သူကြတော့ဒီကြိုးလေးတွေကိုဆွဲနေရတာဇန်နီယာကြတော့ဘောကနေနေရတာပေါ့သူကြတော့ happy score ကြတော့အဲ့လိုမဟုတ်ဘူးသူကကြိုးတွေကိုနှိပ်ရတာပေါ့တို့စောင်းလိုမျိုးပဲထားပါတော့လေနော်ကြိုးကိုဆွဲရတာနှိပ်ရတာပေါ့အဲ့ music flow discreetly from ceiling speakers နော် ceiling speaker အပေါ်ကညနေကျ speaker တွေကနေညနေကျ sound box တွေကနေ ထွက်လာတဲ့နာဂီတတန်ကို သူမနားထောင်ခဲ့ပြီလေသာသောဆိုင်ကတဲ့သူတကားတွေကို6နာရီမှာတကားတွေဖွင့်ပြီ gas air တွေကတော့တဖြည်းဖြည်းချင်းမှရောက်တာသူမရောက်လာနော်ဖြည်းဖြည်းချင်းမှရောက်လာကြတာဘာလို့လဲဆိုတော့မိုးကလည်းရွာနေလို့ပေါ့ဩတချို့ကြိုတင်ဘိုကင်ချိတ်ထားတဲ့ဟာတွေတောင်မှ cancel လုပ်သွားကြတယ်မြို့သမီးတွေကသူတို့ရဲ့ဝက်စားကိုမိုးရင်နဲ့မပြည့်စည်စေချင်ကြဘူးလေမန်နေဂျာကတော့နှာခေါင်းတင်းတင်းစိတ်ပြီးလမ်းလျှောက်နေတာ ဝေဒါတွေကလည်းအချိန်ဖြုံးလို့ပေါ့ဒီ short နဲ့ဒီ buffer ကိုမန်အန်ပလင်းတွေကိုပေါ့ဒီစားနဲ့ငရုကောင်းပလင်းတွေကိုတုပ်ရင်းနဲ့ချိန်ဖြုံးနေကြတာ cherry with the chef သဘောသဘောမူကြီးနဲ့ about cooking cherry ပြည့်ကြောင်ပြောလို့ပေါ့ cheddar ပြုတ်တာနဲ့ပတ်သက်လို့ပြောလို့ she surveyed the dining room သူမကတော့ဒီသမင်းစားခန်းကိုလန့်တစ်ချက်လောက်ရှိုးလိုက်တယ် with the single carpet at the table သဘောတလုံးမှာအော်ဇုံတွေတွေပဲရှိတာ and listen to the harpist chord music blowing discreetly from ceiling speaker အကြည်ကြီးမဟုတ်ဘူးပေါ့နော်ဟုတ်လားကြားသာယုံလေးအနောက်ရှက်မဖြစ်ဖွင့်ထားတဲ့ဂီတဒန်းစင်ကိုသူနားထောင်နေမိတယ် Okay ကျေးဇူးတင်ပါတယ်ဒါဟာဒီဘတ်ဒေးကရဲ့ part 2ပေါ့အပိုင်းနှစ်ဒီပါပြီ